အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာလူတိုင်းအတွက်ကြောက်စရာကောင်းတဲ့အရာ၃ခုကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝမှာလူတိုင်းကြုံတွေ့ရတတ်တဲ့အရာတွေထဲမှာကြောက်စရာကောင်းတဲ့အရာတွေလည်းရှိတတ်ပါတယ်ဒီအရာတွေကတစ်ခါတရံမှာလိုအပ်သလောက်အရေးမပါပေမဲ့အမှန်တကယ်လူတစ်ယောက်ရဲ့ဘဝကိုအကြီးအမားဆုံးပြောင်းလဲစေနိုင်တဲ့အရာတွေပဲဖြစ်ပါတယ်အဲ့ဒီအရာ၃ခုကိုအောက်ပါအတိုင်းရှင်းပြထားပါတယ်နံပါတ်၁အချိန်ကုန်ဆုံးသွားခြင်းလူတစ်ယောက်ရဲ့ဘဝမှာ အရေးကြီးဆုံးနဲ့တမိုးအကြီးဆုံးအရာကအချိန်ပဲဖြစ်ပါတယ်ဘဝမှာပတ်စံအလုပ်ပစ္စည်းဥစ္စာစားတဲ့အရာတွေကုန်ဆုံးသွားရင်ပြန်ရှာလို့ရနိုင်ပေမဲ့အချိန်ကုန်ဆုံးသွားရင်တော့ပြန်ရနိုင်မယ့်အခွင့်အလမ်းမရှိတော့ပါတခါတလေအလွဲသုံးစားလုပ်မိတာအနာဂတ်မရှိတဲ့အလုပ်တွေလုပ်နေရတာအကျိုးမရှိတဲ့လူတွေနဲ့အချိန်ဖြုန်းနေရတာတွေကြောင့်လူတော်တော်များများဟာအချိန်ကုန်ဆုံးသွားကြပါတယ်အချိန်ကုန်ဆုံးသွားတဲ့အခါဘဝရဲ့အောင်မြင်မှုမိမိအိမ်မက်တွေအပြည့်မဖြစ်နိုင်တော့တဲ့အတွက်ကြောင့်ကိုဘဝအတွက်ကြောက်စရာကောင်းတဲ့အရာတစ်ခုကိုဖြစ်လာစေပါတယ် နံပါတ်1ကျမ်းမာရေးဆုံရှုံသွားခြင်းလူတယောက်မှာဘလောက်ပဲငွေတွေပစ္စည်းဥစ္စာတွေရှိနေပါစေကျမ်းမာရေးပြတ်သွားရင်ဘဝရဲ့အဓိကအခန်းကဏ္ဍတွေကိုမခံစားနိုင်တော့ပါဒါကြောင့်ကျမ်းမာရေးပြတ်သွားခြင်းဟာတစ်ခါတရံတိတ်တဆိတ်ဖြစ်တယ်လို့တနေ့မှတပြိုင်နက်ထဲလဲဖြစ်နိုင်ပါတယ်လူတယောက်ကျမ်းမာရေးမကောင်းတဲ့အချိန်မှာသူ့အိမ်မက်တွေလှုပ်ဆောင်နိုင်စွမ်းတွေမပြည့်မစုံဖြစ်သွားပြီးအတန်ဆုံးအရာတွေကိုပဲဆုံရှုံသွားရပါတယ်ဒါကြောင့်ကျမ်းမာရေးဆုံရှုံသွားခြင်းဟာဘဝမှာအလွန်ကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်လာပါတယ် နံပါတ်3ကိုကိုကိုပျက်စီးသွားခြင်းဘဝမှာအကောင်းဆုံးအကြောင်းအရာတွေရှိနေတော့လဲစိတ်တက်ကြသွားတဲ့အခါကိုကိုကိုမယုံကြည်နိုင်တော့တဲ့အချိန်မှာအရာအားလုံးဟာပြည့်စည်သွားနိုင်ပါတယ်စိတ်တက်ကြခြင်းကလူတယောက်ရဲ့လှုပ်ဆောင်နိုင်စွမ်းအလုပ်လုပ်နိုင်စွမ်းအိမ်မက်ကိုအကောင့်ထဲဖုံးနိုင်စွမ်းတွေကိုတဖြည်းဖြည်းပြည့်စည်စေပြီးဘဝတစ်ခုလုံးကိုအောင်မြင်မှုမရှိတဲ့လမ်းကြောင်းပေါ်သို့လိုက်ခေါ်သွားနိုင်ပါတယ်ဘဝမှာစိတ်တက်ကြခြင်းကကိုကိုကိုလက်မခံတဲ့ခြင်းစွမ်းဆောင်နိုင်စွမ်းကိုမယုံကြည်ခြင်းဟာလူတယောက်အတွက်အလွန်ကြောက်စရာကောင်းတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်ဘဝမှာအချိန်ကုန်ဆုံးခြင်းကျန်းမာရေးဆုံးရှုံးခြင်းစိတ်တက်ကြခြင်းဟာဘဝကိုအကျိုးမရှိတဲ့အခြေအနေတွေကြစေတယ်လို့အောင်မြင်မဲ့အလန်းကိုလည်းပိတ်ပင်နိုင်ပါတယ်ဒါကြောင့်ဘဝမှာအတိကထားထိမ့်သိမ့်တဲ့အရာတွေကအချိန်ကျန်းမာရေးနဲ့စိတ်သက်ပဲဖြစ်ပါတယ်ဒီအရာတွေကိုအလေးထားနိုင်သူကသာတကယ်ဘဝမှာစိတ်ချမ်းသာပြီးအောင်မြင်တဲ့ဘဝကိုခံစားနိုင်မှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်